မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့အစာလေးကတော့ဆရာမရွှေဘိုမိမိကြီးရေးသားထားတဲ့နန်းတွင်သခိုးနဲ့မိမစိုးဆိုတဲ့စာလေးဖြစ်ပါတယ်အထက်ပါကောင်းစီစာလုံးကိုဖတ်ကြည့်မိရောများဖြင့်မြမောက်ခဲ့သခိုးအကြောင်း မဟုတ်နိုင်ဟုရိတ်စားမိကြပေးလိုက်မယ်။မှန်ပါတယ်။ပြောပြခြင်းတဲ့တခိုးကလည်းမြမတို့ကုန်းမောင်မင်းဆက် နောက်ဆုံးဘုရင်တိဘောမင်းလက်ထက်တော်ကနန်းတွင်သူများစံပြောရာ အနောက်ဆောင်တွင်ဖြစ်ခင်မူသော မိမတခိုးနှင့်မိမစိုးတို့ရဲ့ဖြစ်ရပဲ။တီဝမင်းနဲ့မိဖုရားဒီစုဖုရားလက်တို့ရဲ့ ပထမသမီးတော်ကလေးအနှီးတွင်းအရွယ်ကဖြစ်ရဖြစ်တာကြောင့်ယနေ့နဲ့ဆိုရင်နှစ်ပေါင်း125နှစ်ကျော်ကြာမြင့်ခဲ့လေပြီ။တခိုးဟူသည်ကြေးလက်တော်ရမှစပြီးမြို့ကြီးနန်းတွင်းအထိရှိစမြဲဖြစ်ပါတယ်။တို့လျင်နေရာဒီသမယွေတခိုးရှိသည်နှင့်အမျှကာကွယ်စောင့်ရှောက်သူများလည်းရှိသည်ကြီးပါပဲ။ သုတ်တဆေမိသည့်နေရာဌာနမဆို ဟာကွက်လစ်ကွက် ရှိသမဲအတိုင်းသခိုးများဘက်ကလည်းယင်းသည်ဟာကွက်အားရှာဖွေကြံစီကပြပြဤခြေရာဖြောက်နိုင်အောင် ကြိုးစားပြီးခိုးသာလုပ်ကြပါလေတဲ့လွန်မြောက်သည်များရှိသလိုဖန်းစီမိသူများလည်းရှိကြပေတဲ့တင်ပြမဲ့ခိုးမှုမှာ ဘုရင်စံနန်းတော်တွင်ဖြစ်သည့်အပြင် အထူးသဖြင့်အဆောက်အအုံထူထပ်စွာ ချထားသော အမျိုးသမီးပိုင်းအနောက်ဆောင်တွင် ဖြစ်ပါသည်။သို့ဆိုလျှင်မယုံကြည်သူများ ရှိကောင်း ရှိပေလိမ့်မယ်။လွန်ခဲ့သော10နှစ်ခန့်ကအနေငယ်ကွာခြားနိုင်ပါသည်။အင်္ဂလန်နိုင်ငံဗြိတိရှဘုရင်မကြီးအဲလစ်ဇဘက်စံမြန်းရာအိတ်ဆောင်ကံအတွင်းသည့် ယောက်ျားတယောက်သည် အောင်မြင်စွာတက်ရောက်နိုင်ခဲ့ဘူးခြင်းကိုစာဖတ်သူများဖတ်ရှုမိပါလိမ့်မည်အဆောင်ကျဟူ၍ကအထူးပြောကြရန်မရှိပေနန်းတွင် အဆောင်တများတာဝန်လဲလှယ်သည့်အခမ်းအနားမှာဝင့်ထဲသားနာလာသောကြောင့်တမင်တကာလာရောက်ကြည့်ရှုသူများပင် ရှိသည်ဟူ၏သို့ဆိုလျှင်တင်ပြမည်ဖြစ်ရသည်လည်း ဖြစ်နိုင်ကောင်းဒီကိုစင်ကျင်ပွဲရှိပါသည်ရှေးကဆိုခဲ့သလိုမိ၍မိမြစီမံဆောက်ထားစည်းကားမူဟာပေါ့ယူပေါ့ဟူသည် ရှိသမဲကြည်တတ်သူ မြင်စမဲဟုသာယူဆရပါမည်မြမပရိသရိခေမနိုင်ငံတော်ဤထိပ်သီးအမျိုးသမီးများဖြစ်ကြသော နိုင်ရအဆောင်ရမိဖုရားကြီးမိဖုရားအလက် အငယ်အနှောင်းမောင်းမပေါင်းများစွာနှင့် ထိတ်ခေါင်းတင်းခေါ်ခံ တမိတော်များစံမြဲရာအနောက်ဆောင်ဟူသည်အပြိုးတော်အထိန်တော်အဆောင်ကိုင်းစသည်ဖြင့်အချွေရန်အများပြားသည်နေညိမပြတ်ဝဲလှဲ့ရာလှဲ့တာဝန်ကြသလိုခါစားထမ်းရွက်ကြရပါသည်ယင်းအဆောင်များတွင်အစဉ်စဉ်အသီးသီးအမျိုးသမီးပေါင်းများစွာ ရှိကြပါသည်၎င်းတို့အားစောင့်ရှောက်ကြီးကြပ်အကုတ်ကဲရန်မိမ့်မစိုးများလည်းဥယေတရားကျော်ရှိပါသည် ထုံမိမစိုးများမှာမိမအစ်စ်ကြီးများဖြစ်ပါတယ်အချို့ထင်မြင်ရေးသားနေကြသလိုသင်ကော့ထားသောယောက်ျားများဆိုသည်မှာမဟုတ်ပါမမှန်ပါယောက်ျားမိမစိုးဟူ၍မင်းတို့ဘုံတော်ကြီးဖျားထံပါတွင်နတ်ပြည်စံတော်မူသည့်အချိန်တိုင်အောင်အနီးကပ်ခါစားဆောင်ရွက်ထမ်းရွက်ခွင့်ရသူလူယုံတော်ငယ်ကျော်ဖေခဲဆိုသူတအိုးသာလျင်ရှိပါသည် ။ယင်ဖေခဲမှလည်းသင်းကော့ထားသူမဟုတ်ပါ။ငယ်စဉ်ကလေးဘဝကလေးကခိုက်မိရဲ့ယောက်ျားအင်္ကာမစုံလင်တော့သောသူ ဖြစ်ပါတယ်။သူမတပါသင်းကော့ယောက်ျားမိမစိုးမရှိပါ။ဒို့ဆိုရင်အနောက်ဆောင်တွင်စောက်ရှောက်ကိုကဲနေရသူ မိမစိုးဟူသည်မိဒီအမျိုးအစားဖြစ်သည်ကိုအရင်ဖော်ပြရန်လိုပါသည်။ယနေ့ခေတ်တွင် မိမ့်မစိုးဟုစာလုံးဖြင့ ေါင်းရေးသားကြဈေးကမူရှိခိကတော့စလိန်ဖြင့်စာလုံးပေါင်းပြီး မိမဆိုးဟုညီတော်ရှိခဲ့ကြောင်းမှတ်သားရဘူးပါသည်ဤဒီမှာနန်းတွင်အနောက်ဆောင်တွင် ထိတ်တန့်အမျိုးသမီးများစံ့နေကြသည့်ဌာနဖြစ်သောကြောင့်အုပ်ဆိုးသူဟုသောယူဆချက်မလွဲမှားစီရန်ဇိုးဟုမတုံးတုံးပွဲဖြစ်ပါသည်မိမဆိုးဟု ရေးသည်ဖြစ်စေမိမဆိုးဟုရေးသည်ဖြစ်စေယင်းတို့ကအမျိုးသမီးနန်းတွင်ရဲမင်များပင်သည်အပြိုနေပါပြီအများစုမှအိမ်တော်တွေများဖြစ်ကြပါသည်တို့မိမဆိုးအဖြစ် တာဝန်ထမ်းဆောင်ဝင်ရရန်လိုအပ်သည့်ရေချင်းများနဲ့တန်ဆွမ်းသောကာယဗလရှိခြင်းထက်မြက်ခတ်ထမ်းသူဖြစ်ခြင်းအနာယောဂကင်းစင်သူဖြစ်ခြင်းစာရေးစာဖတ်တတ်မြောက်ပြီး နန်းတွင်သောအလေးအထအသုံးလုံးများဖြင့်ကျွမ်းကျင်သူဖြစ်ခြင်းတို့ပါဝင်လေသည်အများအဖြစ်ယင်းတို့အုပ်စုတွင်မြို့ဝင်တကမူစသည့်အလေအလတ်အရာရှိများ၏မယားအငဲများဖြစ်ကြပါသည်ဥပမာအဖြစ်မြို့ဝင်ဥသာအိုးဥပုံညာသက်ပြေသူ၏မယားငယ်များထဲမှဝင်လင်း၅ရောက်ခန့်ပါဝင်ပါသည်ဥသာအိုးကဲ့သို့အဆင့်ရှိသူသည်သူ၏မယားငယ် 20အစိတ်ခန့်ရှိသည်ကို လုံလောက်အောင်ကျွေးမွေးထောက်ပံ့ခြင်းမပြုနိုင်ပါ။သင်ရာတော်ရာအလုတ်သွင်းပေးခြင်းဈေးဆိုင်ကနာများချထားပေးခြင်းမျှသာဆောင်ရွက်ပေးနိုင်ပါれ။တို့ရာတွင် မင်းမူတန်းမိသူမိဝါဤမယားတယောက်ဟူ၍ကအရက်ထဲတွင်ဂုံတရက်တစ်မျိုး ရှိကောင်းရှိပေလိမ့်မည်။အရှိတိုင်းနိုင်ငံများ၌ဘယင်းကိုယ်တိုင်ကမိဖုရားအများပြတင်မြောက်ထားသည်ဖြစ်သောကြောင့် အစိုးရအဖွဲ့ဝင်မင်းမူနန်အချို့မယားဥယင်များနေခြင်းဖြစ်နိုင်ပါသည်ဆိုခဲ့သောရတနာဘုံမန္တလေးမြို့တော်နန်းတွင်အနောက်ဆောင်တွင်အမှုထမ်းသောမိမစိုးဥယင်တရားကျော်ရှိစေကမူနေ့စဉ်ညဆက်အားလုံးတာဝန်ကြသည်မဟုတ်သူ့အလှည့်နေသူမိမစိုးချုပ်ကတာဝန်ချသည့်အတိုင်းဆိုင်ရာအဆောင်တွင်ထမ်းရွက်ကြွတ်မှတ်ကြရခြင်းဖြစ်ပါသည် သူတို့ဤဝေဆုံများကထမီရင်ရှားပဝါနီစီပီးရွှေနှောင်းကြီးများဝစ်စင်ကြပါတယ်။ရိုးရိုးမိမဆိုးကတဝဲကျင်းကင်ခွင့်ရှိပြီးလျင်မိမဆိုးအချုပ်ကမူငလိပ်ကြောက်မီကင်မီရိုက်နှက်ဆုံးမခွင့်ရှိပါတယ်။တို့ဆုံးမခွင့်ရှိသူများတွင်သန့်ရှိအလौဒမားများအစေတော်ကြေးကြော်များဘိုင်းနာမများစသည်တို့ဖြစ်ပါတယ်။ မိမသားကြီးတသက်နေကြသောဌာနဖြစ်သည့်အတိုင်းယင်းနေရာမျိုး၌ဖြစ်ပေါ်လေရှိသကဲ့သို့အချစ်တော်ဖွဲ့သည့်ကိစ္စမျိုးလည်းဖြစ်ပွားတတ်ပါသေးတယ်။ထိုကိစ္စမျိုးပေါ်ပေါက်လင်းကမိဖုရားကြီးစုဖုရားလက်ကိုယ်တိုင်က အလွန်ဆက်ဆုပ်တော်မူသည်ဖြင့်မိမဆိုးချုပ်ကရိုက်နှက်ဆုံးမဖို့အမိန်ပေးထားပါသည်။ကြံအမှုအခင်းများမှမူပစ္စည်းကိုခြင်းရဟန်းဆောင်ခြင်းဆဲဆိုတတ်ဖို့ချင်းလောက်သာ ရှိပါသည်။ နောက်ဆုံးနေသူများတွင် ခင်ခင်အခေါ်ခံအပြူတော်များခင်လေးအခေါ်ခံအညိအပြူတော်စသည်များကိုကဆုံးမပိုင်ွက်မရှိသေးအပြူတော်ချင်းချင်း စကားများချင်းရန်ဆောင်ချင်းများရှိပါကရင်မိန်မဆိုးများအနေဖြင့်ဖြံပြေးပေးပြီးမရပါမှရင်အပြူတော်ခါစားထမ်းရွက်ရသည့်မိဖုရားသုံးဟုတ်မင်းသမီးထံမောက်သို့ပို့အပ်တိုင်ကြားယုံများသာဆောင်ရွက်ရပါသည် နန်းတွင်ပြူတော်ဟူသည်မှာမူကြီးမတ်ကြီးများ၏တမိပြိုများ အစ်စ်မနေသူများကြီးမဟုတ်ပါလောထို့ပြင်မိန်းမဆိုးများ၏အရေးပါသော တာဝန်တရက်မှာမိဖုရားကြီးစုဖုရားလက်သည်ဥယျံတော်သို့ဆင်းသည်ဖြစ်စေမိသည့်နေရာသို့သွားသည်ဖြစ်စေမလှမ်းမကမ်းမှကင်းပုံဝစ်ပြီးလုံခြုံရေးစောင့်ရှောက်ကြရခြင်းဖြစ်ပါれရင်းမိန်းမဆိုးတို့တွင်ကိုယ်အစ်စ်နှင့်ကိုယ်လာသာအနေဖြင့်ရိတ်ခါတော် တီဘောမင်းလက်ထက်တွင်မူလစာငွေရင်းကအသီးသီးရရှိကြပါတယ်။မိမစိုးများဤဘဝနှင့်တော်ဝင်မိုင်းဆိုင်ရာများမှာတိတာလောက်ပေးပြီ။ယခုနန်းတွင် အနောက်ဆောင်သခိုးဖမ်းပွဲအားဆက်လက်ဖော်ပြပါမယ်။စီဘုံမင်းနန်းတက်ပြီးနှစ်နှစ်ခန့်အကြာမှာ အနောက်ဆောင်ပိုင်း၌ရွှေတယ်ငွေတယ်အသုံးဆောင်ပစ္စည်းများ မကြာခဏပျောက်ရှာတယ်။ အထူးသဖြင့်မိဖုရားကြီးစုဖုရားလိုက် ပထမသမီးတော်နဲ့နိုဒိန်တော်တို့ဆံရအဆောင်တဝိုက်တင်အဖြစ်များလေတယ်မိဖုရားတို့မြည်သည်မိမိတို့ယဉ်သွေးသားတော်သမီးတော်များကိုနှို့ချိုတိုက်ကြွေးခြင်းအတူအိတ်ခြင်းပြုလေမရှိတယ်အစဉ်တန်းမြင့်သောကရောမရားထဲမှအင်္ဂယုတ်ကောင်းသူကျမ်းမာတန်ရှင်းသူကိုရွေးချယ်ကနိုဒိန်ခန့်ထားလေရှိပါတယ် ပထမသမီးတော်ကလေးအားမိခင်အရင်နှင့်မခြားနို့ဂျူတိုက်ကျွေးစောင့်ရှောက်ရသူမှာရက်ကန်းတော်အုပ်မင်းသားကြီးယနေ့ခေတ်အလိုအထယ်လေးစက်မှုလက်မှုဆိုင်ရာဝန်ကြီး၏တာဝန်မျိုးဖြစ်မည်ဟု ယူဆပါသည် ထိုရက်ကန်းတော်အုပ်မင်းသားကြီး၏မယား30မျိုးသာဖြစ်သည် ပထမသမီးတော်၏ယင်းနိုရင်းတော်သည်အရှင်တပါပါတော်မူပြီးမဒရတ်မျိုးအထိလိုက်ပါထမ်းရွေးရသူဖြစ်ပါသည် ဆိုခဲ့သည့်အတိုင်းအနောက်ဆောင်တွင်တခိုးကလည်းပူစုံစမ်းစစ်ဆေးရလည်းမပေါ်တော့သို့လျင်လိတ်ခဲတဲလဲရပ်ပိုင်းတွင်တညာ၌ထိန်းတော်30မျိုးသားသည်ပထမသမီးတော်ကလေးအားရင်ငွင်ပိုင်ရင်အဆောင်တွင်ညောင်ဆောင်ပေါ်နေတတိဖြင့်အိတ်နေသည်အနီးပါတွင်လည်းအဆောင်ကိုင်းလက်ပါးစီများအစီအီအိတ်ပျော်နေကြသည် ရွှေတိုင်တော်ကလည်းထိန်ဒီလည်းမမီမိန်ဒီလည်းမဆိုတာအနေတော်လင်းလျက်ရှိပါတယ်ရွှေတိုင်တော်ဆိုဒီမှာပြင်သစ်ပြီးကလက်ဆောင်တော်ဘေးပို့တော်ထွာဆိုင်ခန့်ရှိဖျောင်းနိုင်ကြီးကို အမြောက်အမွန်းစင်ရွှေချထားခြင်းဖြစ်လေတယ်အရင်ထွန်းလာရင်နှစ်ညခန့်ထွန်းရသည်ဆို၏နိုထင်းတော်30မျိုးသားသည်သကောင်ကျော်ကတ်တွင် ခေါင်းရင်းလေးသာဆောင်ပရင်းမှခတ်မဲမဲလူဒရန်တစ်ခုဝင်လာသည်ကို ရုတ်တရက်သိလိုက်ရသည်။သို့သောအသက်အတန်မပြည့်ဝဲခတ်မိမိလှမ်းကြည့်နေလိုက်သည်။ရင်းဒရန်တွင်ခါပိုင်းတွင်ကျိုးတချောင်းတန်လန်းရှိလျက်သားပါလာသည်ကိုလည်းတွေ့ရသည်။ခိုးသူပေတကားသခိုးသည်ခြေဖွားနင်းကအဆောင်တွင်ရှိ ရွှေဖလားရွှေကလတ် စသည်များဖြက်လက်စွာကောက်ယူပြီးဘေးလွယ်အတွင်းသို့ထည့်သည်ဤတွင်30မျိုးသားသည်ငောက်ခနဲခုံထားပြီးပခုံးကနေမပြေးနဲ့ဟု အော်ကဆင်းလာလေအခုမှမှာခေါင်းမသမင်းရှိကိုရှေ့သို့ဖြန့်ချလိုက်ပြီးခုံဆွခုံဆွလောက်ကဒစေလိုလို ရှေ့တိုးပြီး၆လန့်နေသည်ဤတွင်30မျိုးသားကလည်းအမဲငါအမြ၆လို့လာစမ်းဟု သူ့သမင်းကိုလက်ဖြင့် ရစ်လိန်လိုက်ကကျင်းကနှုတ်မှလဲဟဲ့အစီတော်တွေထကြသန်းထကြသန်းဟိုနှိုးရသည်သဆောင်လုံး ရုပ်ရုပ်တဲတဲအဖြစ်က အချို့ကတခိုးမကိုဝင်ဖမ်းသည် အချို့ကမိန်မဆိုးများအားပြေးခေါ်လေသည်မိန်မဆိုးများနဲ့မိန်မဆိုးချုပ်ပါလက်ကြောက်မီကင်နဲ့ချက်ချင်းရောက်လာကခတ်ထန်သောမျက်မှန်ဖြင့်တခိုးမဝိုင်းရံက30စားအထင်းတော်ကြီးအမင်းကိုစောင့်လင့်နေကြသည် ထိန်တော်သည်ထိုအခါမှရစ်လိန်ထားသောလက်စုပ်ဖြေးကားအခိုးမအားစစ်ဆေးရာအခိုးမသည်လွယ်အိတ်အတွင်းမှ ရွှေတယ်ပစ္စည်းများကိုပြန်ထုတ်ပေးရင် ဖေရကျမဘာမှမသုံးစွဲရသည်ပါဖေရဒီတစ်ချိန်သာစွန့်စားမိုက်မားမိခြင်းပါဖေရလို့တော်မူလျင်နေပြီးတော်ကဝေးရပြေးမာတော့မယ်ဖေရစသည်ဖြင့်ခြေဖက်တောင်းပန်လေစင်စစ်သခိုးမသည် မြို့တော်တူဦးနောက်လိုက်နောက်ပါဖြစ်အနောက်ဆောင်များသို့လိုက်ပါလာဘူးသူဝင်လန်းထွက်လန်းကျွမ်းကျင်သူဖြစ်သည်ယင်းဒီကာလကမြို့တော်တူဦးတူတွင် နောက်လိုက်9ဦးမှ15ဦးခန့်အသေးသေးလိုက်ပါလာကြစမြင်ဖြစ်သည်သို့မြို့တော်တူဦးနောက်လိုက်ဖြစ်လိုက်ပါလာဘူးသောထိုသခိုးမှသည်လေသာဆောင်ပေါ်သို့ကိုင်းညွတ်ကြနေသောမကြီးကိုင်းပေါ်မှခါတွင်ကြိုးချီပြီးရှောဆင်းလာခြင်းဖြစ်သည် လူမမိသောရင်ကျိုးကိုပင်အာပြူဆွဲငင်ကပြန်တက်သွားပေလိမ့်မည်။သို့လျှင်30မြို့သားအထင်းတော်ကစစ်မေးပြီးသောမိမဆိုးချုပ်သည်လက်ကြောက်မီးကိုကင်ကရှေ့သို့တိုးလာလေတော်သည်။ဤတွင်30မြို့သားကဟဲ့ဟဲ့အဲ့ဒါကြီးနဲ့တော့မလုံနဲ့။ငါရှိကခေါ်သွားတော့ရိုးရိုးချိန်နဲ့ပဲနည်းနည်းရိုက်ပြီးဆိုင်ရာကိုပို့လိုက်ကြပြီတော့ဟုအမိန်ပေးလိုက်နေသည်။ သို့သော ပထမသမီးတော်ကြီးအထင်းတော်ရက်ကန်းတော်မင်းသားကြီးမယား30မျိုးသားသည်1248ခုနှစ်1885ခုနှစ်တွင် အရှင်တစ်ပါးအင်္ဂလိပ်လက်သို့ပါသွားတော်မူကြသောအခါအိန္ဒိယနိုင်ငံအထိခါးစားလိုက်ပါ သွားရသူဖြစ်သည်။နောက်အရှင်တစ်ပါးကခွင့်ပြုတော်မူသောအချိန်မှာမြန်မာနိုင်ငံသို့ပြန်လာကာမိမိမိသားစုဖြင့်အတူနေရလေတော့သည်။ဤ နန်းလွင်တစ်ခုနဲ့မိမစိုးတို့အဖြစ်တွင် အနောက်ဆောင်၏မြေငွင်းတစ်ခုအပြင်အရှင်နှင့်အကျုံတို့၏မေတ္တာသစ္စာ ကြီးမားခြင်းတရက်ကိုပါအကဲခတ်နိုင်ကြပါသည်ကိုကားကုန်းမောင်ခဲ့ မဟာယာဇဝင်တော်ကြီးများရေးသားခဲ့သူမင်းသားဥမောင်မောင်တင်ဤသမီးဒေါ်တင်တင်မေမတ်စုဆီယမရွှေဘုံမိမိကြီးဤအဘွားဒေါ်ရွှေဘုံမင်းလက်ဝါဤ ရွှေမပြောပြချက်များနားဆင်မိခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ